အသက်အန္တရာယ်ရှိတဲ့ရေကြီးရေရှမ်းမှုတွေဖြစ်ပွားနိုင်လို့မလို့တော့ပညာရှင်ဦးဝင်းနိုင်ရဲ့အရေးပေါ်အသိပေးချက်တွေကိုပြည်သူတွေကိုအရေးပေါ်ပဲပြန်လည်သင်ဆက်ပေးပါမယ်။ဒီကနေ့မှာဆွေးနွေးပေးရန်ကုန်မြို့မှာကမာယောမရန်ကုန်နဲ့လိုင်တာယာမှာမိုးအရန်ကြီးပြီးတော့ထစ်တစ်ဖြစ်ကမာယောမှာဆိုရင်မိုးကြီးချိန်ကငါးလက်မှအထက်ရွာသွန်းတာဖြစ်တဲ့တော့မင်္ဂလာတောင်ညွန့်မြို့နယ်မှာမိုးအရန်ကြီးပြီးတော့ရေကြီးရှမ်းမှုတွေဖြစ်ပွားခဲ့တယ်။ ဘလူးတပညာရှင်အဝေးနိုင်ကချင်းနေမြစ်ဖြားနဲ့ဘကူးမြစ်တွေကအဝါရုံအဆင့်ကိုရောက်ရှိနေပြီဆိုရယ်လာမင်းဆယ်ရက်အတွင်းမှာရေကြီးရှမ်းမှုတွေစင်ဆက်မပြားတည်တည်ချာချာမလူးတသတင်းတွေကိုစောင့်ကြည့်ရမယ်လို့ပြည်သူတွေကိုအရေးပေါ်အသိပေးထားပြီးတော့ဇွန်လ24 25ရက်နေ့ဇူလိုင် တော့ရဲ့လေးနေမြန်မာဘင်္ဂလားပြည်နယ်အမြောက်ပိုင်းမှာလေပွေလိုင်းအာပါအင်ဆန်ကလုန်းနဲ့ဆက်ကလူရှင်တဲ့ချင်းစီဖြစ်ပေါ်နိုင်ပြီးတော့အနောက်တောင်မုတ်တုံလေးကဆက်လက်ပြီးတော့အကောင်းနေတယ်လို့အတည်ပြုထားရီဇွန်လ30ရက်နေ့မှာမိုးဦးကာလာကုံဆုံးပြီးဇူလိုင်လ3ရက်နေ့မှာဩဂုတ်လ30ရက်နေ့အထိမိုးလေကာလာတွင်ဝင်ရောက်ချိန်အတွင်းမှာတော့တောင်တိုပင်လေးကမုန်တိုင်းဖြစ်နိုင်ခြင်းများလေးမြင့်တက်လာနေပြီးတော့မြောင်းနိုင်ငံမှာနှစ်စဉ်ရွာသွန်းမြဲထက်90ရာခိုင်နှုန်းအထိမိုးပုံမုံရွာသွန်းနိုင်ကြောင်းနဲ့ LOAA ရဲ့ရာသီဥတုကြိုတင်ခန့်မှန်းချက်ဌာနက ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်မှာတွေ့ရတယ်ဆိုပြီးတော့မလို့သားပညာရှင်ဝင်းနိုင်ကအရေးပေါ်အသိပေးထားသလိုနစ်စင်ရေးကြီးတတ်တဲ့ကာလအတွင်းကိုဝင်ရောက်လာတော့မှဖြစ်ပြီးတော့မိုးများတဲ့ဒေသများမှာအခုမိုးဥကာလအချိန်အတွင်းစပြီးရေကြီးရှန်နာရီအစပြုဖြစ်ပေါ်နေတာကြောင့်မိုးလေကာလအတွင်းမှာမြေကံပေချောင်းမေနာနေထိုင်ကြသူများတောင်ကြချောင်းရီကြဆင်းလာတတ်တဲ့ဒေသများအထူးသတိပြုနေထိုင်ကြဖို့တော့ဦးဝင်းနိုင်ကဆိုပါရီဇူလိုင်လထဲမှာမြေကြီးများရဲ့ဆိုရင်ရမတွေကိုရောက်ရှိလာနိုင်တာကြောင့်လေ မြေချင်းနေတဲ့မြောက်ကိုဆင်ဆက်မပြအရေးပေါ်နားဆုံးကြဖို့တော့မလို့သားပညာရှင်ဝင်းနဲ့ကအတိပေးလာတာဖြစ်လို့ပြည်သူတွေတည်တည်ချာချာကိုယူဆရပါမယ်နော်